တီးခံနိုင်မှုဆိုတာဘာလဲဘဝဆိုတာလိုင်းလေထန်နဲ့ပင်လေပြင်လိုပါပဲတခါတည်းညင်သက်သာရပြီမဲ့တခါတည်းမှာတော့မုံတိုင်းတွေလိုင်းကြီးလေထန်မှုတွေနဲ့ရင်ဆိုင်ရနိုင်ပါတယ်ဒီလိုမုံတိုင်းတွေကြားထဲမှာကျွန်တော်တို့ကိုမနှက်မြုပ်စေပဲခိုင်မာစွာရပ်တည်နိုင်ဖို့ရှစ်ဆက်လန်းနိုင်ဖို့အတွက်ဂူညီပေးတဲ့အရာတစ်ခုရှိပါတယ်အဲ့ဒါကတော့တီးခံနိုင်မှုပါပဲဒါပြဿနာတွေကိုရှောင်လွှဲခြင်းမဟုတ်ပဲဒဏ်ရာတွေကိုကုစားပြီး ဘုံမူခိုင်းမာလောင်ပြောင်းလဲနိုင်တဲ့အသွင်းစိတ်ခွန်အားတည်ရပါတီးခံနိုင်စွမ်းဟာမွေးရပါအရေးချင်းတစ်ခုတည်းမဟုတ်ပဲကျွန်တော်တို့အားလုံးရဲ့အသွင်းစိတ်ထဲမှာတည်ရှိနေတဲ့နိုကြားစီလို့ရတဲ့စွမ်းရည်တစ်ခုဖြစ်တယ်ဆိုတာနားလည်ထားဖို့အရေးကြီးပါတယ်အချိန်တိုင်းကျွန်တော်တို့နဲ့အတူရှိနေတဲ့မမြင်နိုင်တဲ့ခွန်အားတစ်ခုလို့ပြောလို့ရပါတယ်ကျွန်တော်တို့ရဲ့ဘဝလမ်းကြောင်းမှာအခက်ခဲဆုံးရှုံးမှုစိတ်ဖြစ်စရာတွေဟာမလွဲမသွေကြုံတွေ့ရမှာပါ အလောက်ကိုင်းဆုံးရှုံးတာမျိုး ချစ်ခင်ရတဲ့သူကိုဆုံးရှုံးတာမျိုးကျမ်းမာရေးချွတ်ရင်းတာမျိုးဒါမှမဟုတ်မမျော်လင့်တဲ့ကက်ဘေးတွေဖြစ်ပေါ်လာတာမျိုးတွေပေါ့ဒီလိုချိန်တွေမှာကျွန်တော်တို့ဟာနာကျင်မှုဝမ်းနည်းမှုဒေါသစတဲ့ပြင်းထန်တဲ့စိတ်ခံစားမှုမျိုးစုံကိုခံစားရနိုင်ပါတယ်ဒါပေမဲ့တီးခန့်နိုင်စွမ်းဆိုတာဒီနာကျင်မှုတွေနဲ့အတူနှစ်မြုံမသွားပဲအဲ့ဒီအထဲကနေထွက်ပေါ်လာတဲ့ဉာဏ်ပညာအလင်းနဲ့အာမံကိုရှာဖွေနိုင်စွမ်းပဲဖြစ်ပါတယ် ၎င်းဟာလဲကျသွားတဲ့အခါအချိန်အကြာကြီးလဲလျောင်းမနေပဲကုကုကုဘလို့ပြန်လဲထူထောင်မလဲဆိုတာသိတဲ့အသွင်းစိတ်အသိဉာဏ်တစ်ခုပါအခက်ခဲတွေကနေရုံထွက်ခြင်းအဖြစ်ကျွန်တော်တို့ဟာကိုယ့်ရဲ့အသွင်းစိတ်ခွန်အားကိုရှာဖွေတွေ့ရှိပြီးဘဝရဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်နိုင်တဲ့စွမ်းရည်တွေပုံမှုတိုးတက်လာစေပါတယ်အခက်ခဲတိုင်းဟာကျွန်တော်တို့ကိုပုံမှုပညာရှိစေတယ်ပုံမှုခိုင်မာစေတယ်ပြီးတော့ဘဝရဲ့တန်ဖိုးနဲ့အတိတ်ဘယ်ကိုပုံမှုနားလည်စေတယ်ဆိုတဲ့အသည့်တရားကို တီးခတ်နိုင်မှုကအမှန်တကယ်ပေးစွမ်းနိုင်ပါတယ်။၎င်းဟာဝိညာဉ်ရဲ့တန်မြင့်တစ်ဖွဲ့ခိုင်မာမှုကိုသူသိပေးပါတယ်။တီးခတ်နိုင်စွမ်းရဲ့နဲ့နဲသောအတွင်ကူးပြောင်းမှုတီးခတ်နိုင်စွမ်းဆိုတာရုပ်တရက်ထွက်ပေါ်လာတဲ့မော်ဆန်တဲ့စွမ်းအားတစ်ခုမဟုတ်ပါဘူး။ဒါခုခုခုနားလည်မှုဘဝရဲ့အနေအမြင့်တွေကိုလက်ခံမှုနဲ့စင်ဆက်မပြတ်ကြီးထွားလာတဲ့အတွင်းစိတ်ခွန်အားပဲဖြစ်ပါတယ်။၎င်းဟာကျွန်တော်တို့ရဲ့ဝိညာဉ်ထဲမှာကျင်းရောင်းနေပြီးခက်ခဲတဲ့အခြေအနေတွေကသာ၎င်းကိုနိုးကြားစေပါတယ်။ ပြီးခံနိုင်စွမ်းရှိတဲ့အခါကျွန်တော်တို့ဟာအတိတ်ရဲ့ဒဏ်ရာတွေအနာဂတ်ရဲ့စိုးရိမ်ပူပန်မှုတွေမှာနှိမ့်မွမနေပဲပြစ်စုံပံကိုအပြစ်ဝနေထိုင်နိုင်ပါတယ်။၎င်းကကျွန်တော်တို့ကိုဘဝရဲ့အလတ်တရားတွေကိုမြင်နိုင်စေပြီးမမျော်လင့်တဲ့အခက်အခဲတွေကိုကြုံလာတဲ့အခါမှာတော့အကောင်းမြင်စိတ်နဲ့ဆက်လက်ရှောက်လန်းနိုင်စေပါတယ်။ကျွန်တော်တို့ရဲ့အားနည်းချက်တွေထဲမှာခွန်အားကိုရှာဖွေနိုင်စေပြီးကြိုးပဲ့သွားတဲ့အပိုင်းအစတွေကနေပုံမလှပတဲ့အရာတခုကိုပြန်လည်ဖန်တီးနိုင်စေပါတယ်။ တီးခံနိုင်စွမ်းဟာလူသားတစ်ယောက်ရဲ့ကြီးမြတ်မှုကြောင်းလဲနိုင်စွမ်းနဲ့မိတိအရာမစူကျော်လွှားနိုင်တဲ့စိတ်ဓာတ်ကိုသင်ဟာပြသနေခြင်းဖြစ်ပါတယ်။တညချင်းတို့ရေတီးခံနိုင်စွမ်းဟာကျွန်တော်တို့ဘဝရဲ့အဖိုးတန်ဆုံးမိတ်ဆွေတူလို့ပါပဲ။၎င်းကကျွန်တော်တို့ကိုအမောင်ဆုံးအချိန်မှာအလင်းရောင်ပေးတယ်။လဲကြတဲ့အခါပြန်ထဖို့အားပေးတယ်။ပြီးတော့ဒဏ်ရာတွေကိုဉာဏ်ပညာအဖြစ်ပြောင်းလဲပေးနိုင်စွမ်းရှိပါတယ်။တီးခံနိုင်စွမ်းဆိုတာကျွန်တော်တို့ရဲ့ဝိညာဉ်ထဲမှာအမြဲရှိနေတဲ့ဘယ်တော့မှမကုန်ခန်းနိုင်တဲ့ခွန်အားတည်းရဖြစ်တယ်ဆိုတာကိုတတိယပါ။ ၎င်းကိုနှိုးကြားစီခြင်းဖြင့်ဘဝရဲ့မုံတိုင်းတွေကိုရင်ဆိုင်ကျော်ဖြတ်ပြီးပုံမပြည့်စုံတဲ့ဘဝတစ်ခုကိုပုံဖော်နိုင်မှာပါဟုတ်ကဲ့ပါဒီလိုဗီဒီယိုလေးတွေကိုကြိုက်နေတဲ့တဲ့ဆိုရင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်ပါရစေဒီထက်ကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ဖို့အတွက်ပြန်လာခဲ့ပါမယ်